ဘေးကင်းအဆင်ပြေကြရလားဗျလာမယ့်တနင်္ဂနွေနေ့ဇွန်လ8ရက်မနက်ပိုင်းကျင်းပမယ် UFC 316ရဲ့ခေါင်းမွဲနဲ့တူခေါင်းမွဲဟာကပတ်လူတွေဆိုင်တွေဖြစ်နေတာကြောင့်တိုက်ခိုက်ရေးအကစားပရိသတ်တွေအတွက်စိတ်ဝင်စားမှုအရှင်တက်စေပါတယ်ဒါပေမဲ့မြန်မာတိုက်ခိုက်ရေးပရိသတ်တွေအတွက်ကပတ်လူပွဲတွေထက်စိတ်ဝင်စားစရာပိုကောင်းတဲ့တွေဆိုင်တစ်ဆိုင်ကရှီးထွက်ပွဲတွေရဲ့ခေါင်းပွဲအဖြစ်နေရာယူရတာရှိတယ်အဲ့ဒီတွေဆိုင်ကတော့ Brazil Fighter ကြီး Bruno Silva နဲ့ UFC ပွဲဦးမထွက်ခင်6လအလိုကမှာနှစ်ပန်းစလေးချင်းရဲ့ Chin Fighter Joshua Zhang တို့ရဲ့ flyweight ပွဲစဉ်ပါပဲ။တပတ်လူပွဲကြီးခြားကရှီထွက်ပွဲဆိုပေမဲ့ UFC website မှာတီးတန့်ဆောင်မားနဲ့မိမောင်းထိုးဖော်ပြခံနိုင်ရတဲ့အတွေ့အဖက်ဖြစ်လို့အဲဒီဆောင်မားကိုဘာသာပြန်ပြီးမျှဝေလိုက်ပါတယ်။အကောင်းဆုံးပွဲစဉ်အဖြစ်အပိုစုကြီးရသွားဖို့အလားအလာအများဆုံးကဒီတွဲဆိုင်မှာပဲပရိသတ်စိတ်ဝင်စားမှုနဲ့မျောလင်းချက်တွေရတာတဲ့ Flyweight Fighter နှစ်ယောက်ရဲ့ UFC 316ပွဲစဉ်ကစိတ်ဝင်စားစရာအတီးပီးနေပါတယ်မကြခင်ကစားကြမဲ့ flying weight အတွဲအဖက်ပွဲစဉ်တွေကြောင့်အခုပွဲရလက်ကဒီ weight တန်းမှာရိုက်ခတ်မှုတွေဖန်တီးနိုင်လိမ့်မယ် UFC 317မှာ Alexandre Bentoja က Kain Conference နဲ့ယူဆိုင်ပြီးကပတ်လူရမဲ့ပွဲစဉ်တစ်ခုတည်းနဲ့တင်ဒီ weight တန်းမှာအပြောင်းလဲတွေအများကြီးဖြစ်လာနိုင်တယ်။ Saver နဲ့ Van ကလည်းအဲ့ဒီပွဲစဉ်ကိုတေချာစောင့်ကြည့်ပြီးအစင်သမချက်ရည်တည်မှုတွေဘလို့မြင့်နိုင်မလဲဆိုတာပြချက်ကြလိမ့်မယ်။ Bruno Saver ကနောက်ဆုံး၅ပွဲမှာ၄ပွဲနိုင်တစ်ပွဲရှုံးပြီးနိုင်တဲ့၄ပွဲလုံးကလည်း အစောပိုင်းအခြေတွေမှာပဲပြိုင်ဘက်တွေကိုပွဲသိမ်းခဲ့တာပါဒါပေမဲ့၄ဘွဲ့ဆက်နိုင်ခဲ့တဲ့သူ့မှတ်တမ်းကမာနက်ကတ်နဲ့အတွေ့မှာအဆုံးသတ်ခဲ့ရပြီးသူ့ကိုနိုင်သွားတဲ့မာနက်ကတ်ကကဘယ်လူဝင်နီးစပ်ဖို့ UFC 317မှာ Brandon Rivera နဲ့ချင်ဆိုင်ပြီးကြိုးစားလိမ့်မယ်။ Saber ကဘယ်ချိန်မှမဆိုအလဲထိုးနိုင်ပွဲသိမ်းနိုင်တဲ့ရတမ်းမြောက်ပွဲချန်ဖိုက်တာပါ။လက်ရှိ Flyweight တန်းမှာ Saber ကသဘောကျစရာအမှတ်တံတွေရထားတယ်။ပွဲသိမ်းအများဆုံးစီးရင်မှာနံပါတ်၄အလဲထိုးအလဲထိုးထိုင်ပွဲရနဲ့နိုင်ပွဲအများဆုံးစီးရင်မှာနံပါတ်၃ အကောင်းဆုံးတွဲဆိုင်အဖြစ်အပူစုကြီးအများဆုံးရဖိုက်တာစီရင်မှနံပါတ်5ပွဲကစားချိန်အတူဆုံးဖိုက်တာစီရင်မှနံပါတ်5ကြံခင်းမော်ကစားရင် အောက်ကရောက်တဲ့အချိန်အနည်းဆုံးစီရင်မှနံပါတ်6လှဲချနိုင်မှုအများဆုံးဖိုက်တာစီရင်မှနံပါတ်3ပြန်မြအလဲထိုးနိုင်မှုမှာ15မိနစ်တစ်ချိန်လုံးနဲ့နံပါတ်1ထိချက်ပြင်းထိုးချက်ကန်ချက်ထိချမှုစီရင်မှနံပါတ်5နေရာကရှိထားပြီး ကပ်ကိုမရှုံးခင်က၄ပွဲဆက်နိုင်ပွဲတွေကြောင့်အဆင့်တမတ်ချက်၄နေရာမှာပြတ်တည်နိုင်ခဲ့တယ်။ဒီအချက်လက်တွေအရဆေးဗာကပွဲချမ်းဖိုက်တာဆိုတော့ထင်ရှားနေတယ်။အန်နီရဲ့ပေးနိုင်တဲ့ဖိုက်တာဖြစ်နေလို့သူ့ဖိအားနဲ့အဟန်တာပေးနိုင်မှုကဗန်အတွက်စမ်းသပ်မှုစစ်စစ်ဖြစ်လာလိမ့်မယ်။ဒီပွဲကထိုးလုံးတပောက်ချင်းရှင်ကြမယ်ပွဲဖြစ်တယ်လို့ဆေးဗာကလည်းလက်ကုံယုံလိမ့်မယ်။ဖိုက်တာမှတ်တမ်းဆိုတာအားနဲ့ချက်အာတာချက်တွေကို ပြပြီးတာမှန်ပေမဲ့ ပွဲပြီးရလက်ကပဲအဓိကကြပါလိမ့်မယ်။ Seva ကနောက်ဆုံးပွဲမှာရှုံးခဲ့ပေမဲ့အဲ့ဒီမတိုင်ခင်က၄ပွဲဆက်ပွဲသိမ်းအနိုင်ရလက်တွေနဲ့ရတပ်ပေးနိုင်ခဲ့တဲ့ fighter ပါ။ဒါကြောင့်မယ် Seva ကိုအထက်ခံဝိုင်းလယ်မှာသူမလဲကိုလည်းအပီနှွဲမဲ့ Tetsu Savan နဲ့ပွဲတက်ပေးထားတာပါ။ UFC ရဲ့ရင်ခုန်စိတ်လို့ရှာစရာအကောင်းဆုံးအလားအလာရှိ fighter စီးရင်မှာဗန်ပါဝင်နေပါတယ်။အထူးသဖြင့် flyweight တန်းမှာပါ။ ဗန်ကကစားခဲ့သမျှပွဲအလုံးပရိသတ်စိတ်ပျက်စရာတပွဲမှမရှိအောင်ထိုးလုံးတပောက်ပြထားပြီးနောက်ဆုံးရင်ဆိုင်ထားတဲ့ Ree Isuruya နဲ့ပွဲကပရိသတ်ကြိုက်ပါပဲ။ Suruya နလန်မထူနိုင်အောင်တောက်လျှောက်ဖိအားပေးနိုင်တယ်လို့ဗန်အနိုင်ရခဲ့တာက၃လပဲရှိပါသေးတယ်။လက်ရှိအချိန်ထိဗန်က UFC မှာ 6ပွဲနိုင်တပွဲရှုံးသားပြီးတစ်ချိန်ကအဆင့်တမတ်ချက်ဝင်တဲ့ Charles Johnson ကိုပဲရှုံးခဲ့တာပါ Van ကလက်ရှိ UFC fighter ဘဝပွဲအလုံးမှာအစည်းမကစားနိုင်တဲ့ပွဲလုံးဝမရှိခဲ့ပဲအခုပွဲရလကပရိသတ်အားလုံးရဲ့စောင့်ကြည့်ရမယ့် fighter ဆင်းရဲတဲ့သူပါလာအောင်တွန်းတင်ပေးနိုင်ပါတယ်လက်ရှိ flyweight တန်းရဲ့စံချိန်မှတ်တမ်းလေးကိုကြည့်ရင်ကန်နာဆုံးမှာ George Foreman နာမည်ပါနေတယ်သဘောကျစရာအကောင်းဆုံးမှတ်တမ်းကတော့ထိချက်မှာသူက10မိနစ်ပြန်များထိချက် ရှစ်တသမတင်းနဲ့နံပါတ်1နေရာကယက်တီနေတယ်။သူ့နောက်ကယက်တီနေတဲ့ fighter ရဲ့အမှတ်တမ်းက10မိနစ်ပြန်ပြန်ထိချက်5တသမ34ပဲရှိတာကြောင့်ထိုးချက်နဲ့ထိချက်ကွာခြားချက်အနည်းဆုံး fighter စီရင်မှာလဲသူကနံပါတ်1ဖြစ်နေတယ်။ထိုးလုံးတပေါက်နဲ့အစည်းကစားတက်တဲ့ fighter တယောက်သာတကပြပါဆိုရင် fan ကိုပဲပြရမှာပါ။ပြီးတော့သူကကျန်ငင်းမော်ကစားရတဲ့အချိန်ပြိုင်ဘက်အောက်ရောက်ချိန်ရာတိုင်းလုံးက flyweight တန်းမှာအဆင့်၄နေရာရှိလို့ နံပါတ်10နေရာကလက်ရှိချန်ပီယံပန်တိုယာထက်အများကြီးတာနေတာပါ။နဗန်းကစားပြီးဖန်ကိုလဲချခြင်းနဲ့ဆူရူရနဲ့ပွဲကဖန်အတွက်ခက်ခဲတဲ့စံတက်မှုဖြစ်ခဲ့ပေမဲ့လျှင်မြန်တဲ့အရွှေ့ပြောင်းတဲ့ခံစက်က လဲချဖို့21ကြိမ်ကြိုးပမ်းမှုကို18ကြိမ်အထိတားခဲ့ပိတ်ခဲ့နိုင်တယ်။ဒါကဖန်ရဲ့အဆက်မပြတ်တိုးတက်လာမှုကိုထင်ရှားစေတယ်လို့နဗန်းခန့်စစ်ပိုင်းတိုးတက်တယ်လို့မျိုးထိုးလုံးတပောက်ပါလက်ရှိထက်ဟိုတိုးတက်လာအောင်မယ်ဆိုရင်ဒီဝိတ်တန်းကကျန်တဲ့ fighter အားလုံးကိုသူဘလို့ကြော်ဖြတ်မလဲဆိုတာစိတ်ဝင်စားစရာဖြစ်လာပါလိမ့်မယ်။ fighter နှစ်ယောက်လုံးကထိုးလုံးတပောက်ပိုင်းကောင်းကြတယ်။ဒါပေမဲ့ saver က fantasy ရဲ့ပွဲသိမ်းနိုင်တာပုံများတယ်။သူတို့နှစ်ယောက်လုံး flying wing မှတ်တမ်းတွေတင်ထားကြတယ်လို့ သေးပါကဖန်းရဲ့နဗံမိုင်းခံစစ်ကိုတန်းတက်မှာပွဲကျက်မှုစူးစမ်းမှာတို့ကြောင့်စိတ်ဝင်စားစရာဖြစ်လာလိမ့်မယ်တကယ်လို့သေးပါတာအရာတွေကိုဖိဖိစီစီမလုံနိုင်ရင်တော့ဗန်ဟင်းလင်းပြင်ဆိုတဲ့ဗန်စိတ်ကြိုက်အခြေအနေတွေရောက်သွားလိမ့်မယ်ဗန်ဖန်ပြီးမဲ့အဲ့ဒီအကွာဝေးအဲ့ဒီအခြေအနေကြရင်တော့ဗန်ထိုးသည်များပဲထိမှာဖြစ်ပြီးသူ့ကိုထိုးသည်များကတော့ထိမှာမဟုတ်တော့ပါဘူးဗန်ပွဲအများစုကအကွဲပြဲတွေနဲ့အမှတ်ပြအဆုံးဖြတ်ရောက်ပြီးသုံးတက်ခဲ့ပေမဲ့သေးပါက ခေါင်းကျင်းဆိုင်ထိုးလုံးချင်းရှင်တာနဲ့လက်ရွေးစင်တက်လုံးတွေထုတ်ပြီးနိုင်မွဲလန်းချောင်းရှာလာနိုင်တယ်။ဒီဘက်ကဘန့်ကိုအလဲထိုးဖို့ပြီးချီပြီးလက်နဲ့ကြိုးစားမယ်ဆိုရင်တော့ရှေ့အခြေတွေမှာပဲ အောင်မြင်နိုင်လိမ့်မယ်ဒါပေမဲ့ favor အဲ့လိုကစားရင်အဝင်ရမ်းပြီးအရမ်းမဝင်ဖို့လိုတယ်လို့လွှဲထိုးတဲ့ပြီးလုံးလက်ပြီးတွေလွှဲပြီးဖာကွက်မပေါ်ဘူးဂယူဆိုင်ရလိမ့်မယ်ဖန်ကလက်တကန်အကွာဝေးမှာအရမ်းကောင်းတဲ့ပေါ့စင်သမားဖြစ်လို့အစောပိုင်းကလေးကအကွာဝေးထင်းရမယ်ပွဲဆိုးမုန်းနိုင်မှုဖန်၃၀၀မှာကထောက်လက်ပြီးအတူလေးပါပဲပွဲချမ်းလေးလေးဖန်အတွက်အချင်းလေးဆိုးလေးဖြစ်နိုင်တယ်ဒေဗာကနောက်ဆုံးပွဲမှာအလဲထိုးနဲ့ရှုံထားတာကတော့သူ့မေယိုးတွေကို ဗန်ဇက်တိုက်စံတက်ဖို့တွန်းအားဖြစ်စေမယ်။ဗန်နိုင်မှုဆိုရင်အကွာအဝေးထိနိုင်မှုလိုပြီးပွဲကိုရတတ်မြောက်အောင်ကစားဖို့တိုးအပ်လိမ့်မယ်။အဲဒါဆိုရင်တော့တတိအရှိတွေပြိုင်ဘက်ကင်းတဲ့သူ့ခြေရွှေ့ပြောင်းတွေကသေသာသူ့ကိုအမိဖန်မှုအရေးအိမ်မက်ဆိုးတွေပေးလိမ့်မယ်။ဒီပွဲမှာဘသူပဲနိုင်ပါလိမ့်မယ်။ဖိုက်တာနှစ်ယောက်လုံးကပြောင်းလဲမှုဉာဏ်နဲ့ဖလိုင်းဝိတ်တံမှာသူတို့အရေးချင်းနေတဲ့တောက်ပတ်မှု ဆက်ကြိုးစားကြအောင်ပါပါနိုင်တဲ့ fighter ကနောက်ပွဲမှာထိတ်တန့်ဆက်ရောက်တဲ့ကပြိုင်ပတ်နေခြင်းဆိုင်ပြီးကပတ်လူဝင်ရကိုတပွဲဒါမှမဟုတ်နှစ်ပွဲအလိုကိုရောက်သွားနိုင်တယ်ဒီပွဲရလက်က flyweight တန်အနာဂတ်ကိုအပြောင်းလဲအများကြီးဖြစ်စေနိုင်မယ်ဆိုတာသိကြသလိုမကြည့်လိုက်ရတဲ့ပရိသတ်မရှိတဲ့ပွဲမျိုးပါပဲ fan နဲ့ saver တို့ကဇွန်လ10ရက်မနက်ပိုင်းမြန်မာစံတော်ချိန်9နာရီခွဲနဲ့10နာရီခွဲကြမှာကစားမယ်အကြောင်းထက်လောင်းမြောက်ဝါဒနာတူပရိသတ်တွေစီကခံစားချက်မှတ်ချက်တွေကိုလည်း မျှော်လင့်နေပါမယ်။ဘေးကင်းအဆင်ပြေကြပါလိမ့်မယ်။